ဖုန်းပုတ်ပပပလေးတစ်လုံးလောက်ကလည်းလိုချင်တယ်အဲ performance ကြီးရပါကြီးတွေအရန်ကောင်းစရာမလိုဘူး game တွေလည်းကျွန်တော်တို့ပုတ်ပပပလောက်ပဲဆော့မယ်အဓိကအားဖြင့်အမ်ကင်မရာကောင်းတာလိုချင်တယ်ဆိုလို့ရှိရင်ဒီဗီဒီယိုကိုဆက်ကြည့်ကြည့်လိုက်ကျွန်တော်ဒီနေ့ showcase လုပ်ပေးမဲ့ဖုန်းရဲ့နာမည်က Techno ရဲ့ Canon 40 Pro 4G ဆိုတဲ့ကောင် Techno မှာဒီ Canon 40 Pro 4G အစားတခြားနောက်ထပ် model ဒီအနေနဲ့က Canon 40 Premier 5G တို့ Canon 40 Pro 5G တို့အဲ့ဒီ version တွေလည်းရှိသေးတယ်။ဒါပေမဲ့လက်ရှိကတော့ကျွန်တော်တို့မြန်မာနိုင်ငံတွေကိုဝင်တဲ့အလုံးက Canon 40 Pro 4G ပဲတွင်ထားသေးတယ်။ဆိုတော့ Canon 40မှာမဘာလဲမသိမှဆိုလို့ကျွန်တော်ရှင်းပြထားတာပါเนาะဒါ Canon 40 Pro 4G ဆိုတော့ကျွန်တော်စီကိုဒီနေ့ရောက်နေတဲ့ unit ရဲ့နာမည်က Emerald Lake Green လို့ခေါ်တယ် သူ့ရဲ့ဒီဘက်ကဘာအခုမြင်ရဆိုလို့မျိုးသူကတူးတုံးပုံစံမျိုးလေးလုပ်ပေးထားတယ်။သူကအစိမ်းရောင်နဲ့ငွေရောင်နဲ့နှစ်ခုပေါ့နော်။ကင်မရာမိုဂျူးကရိုးရိုးရှင်းရှင်းလေးဘယ်ဘက်အပေါ်တောက်မှရှိတယ်။ဒီဇိုင်းကသူများနဲ့မတူဘဲနဲ့တော်တော်လေး unique ဖြစ်တယ်။ minimalist ဖြစ်တယ်။အဲကင်မရာမိုဂျူးအနေနဲ့မှာကျွန်တော်တို့ဒီမှာ၃လုံးလို့အမြင်မှာတော့ရှိတယ်ဆိုပေမဲ့တကယ်တမ်းကတော့နှစ်လုံးပဲ။ဟော main ရယ် ultra wide ရယ်ပေါ့နော်နောက်တစ်လုံးကတော့ auxiliary camera ပေါ့တခုမိုက်တာကဒီ module ရဲ့ညာဘက်မှာဒီမှာ flash light လေးရှိတယ်ပေါ့နော်ဒီ flash light လေးရဲ့အပေါ်မှာမီးအနီလေးရှိတယ်အဲ့ဒါ tele light လေးကျွန်တော်တို့ video တွေဘာတွေရိုက်လို့ရှိရင်မှိတ်တုပ်မှိတ်တုပ်လေးလင်းပြီးဥပမာအဖြစ်ကျွန်တော်ပြ음 my video ကိုရိုက်ထုတ်လိုက်ပြီဆိုရင်အဲအဲလေအဲဒါ video ရိုက်နေတဲ့တောက်ချောင်းလုံးအဲ့ဒါ ီလီကအဲ့လိုလေးလင်းနေတာပေါ့နော်ဆိုတော့ဗီဒီယိုရိုက်လို့ရိုက်နေမှန်သိအောင်ပေါ့ပြီးတော့ဒီဖုန်းကသူများနဲ့မတူတဲ့အချက်ဆိုလို့ရှိရင်ဖုန်းရဲ့အပေါ်ဘက်ဘယ်ဘက်တောင်းကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာခလုတ်လေးတစ်ခုရှိတယ်အဲ့ဒီခလုတ်အပိုလေးကိုသူက one tap button လို့ခေါ်တယ်သူကဖိထားလိုက်မယ်ဆိုလို့ရှိရင်သူ့ရဲ့ assistant ပေါ့နော် LRAI လို့ခေါ်တယ်အဲ့ကောင်ကိုခေါ်တာ အဲ national လိုက်မယ်ဆိုလို့ရှိရင်ကျတော့ तू က flash snap mode တွေကိုဝင်သွားတယ်။အဲ့ဒီမှာမှာကိုကရိုက်လိုက်ပြီဆိုလို့ရှိရင် तू က bus နဲ့အခုပြထားသလိုမျိုးပုံ20ကောက်ရိုက်လိုက်တယ်ပေါ့နော်။အဲ့ဒီထက်နေမှာကိုကြိုက်တဲ့ frame ကိုဒီမျိုးပြန်ထုတ်တာပေါ့။ပြောမယ်ဆိုလို့ရှိရင်တော့ action moment တွေကို flash ဖြစ်ဖြစ်နဲ့ snap လုပ်ဖို့အတွက်လုပ်ထားတဲ့ feature ပေါ့ဗျာ။ပြီးတော့သူ့ရဲ့ဒီ one tap button လေးမှာ grippy ဖြစ်ဖြစ် texture လေးနဲ့ပါတယ်။ဆိုတော့ attention to detail လေးမှာတစ်ချက်သွားမိုက်။ဒီဖုန်းကကင်ကြည့်လိုက်မယ်ဆိုလို့ရှိရင်တော်တော်လေးကိုပေါ့ပေါ့ပါပါဆန်တယ်။ ဖုန်းတစ်လုံးလုံးရဲ့လေးချိန်က198 gram ပဲလေးတယ်ပြီးတော့အထူက7.3 mm ပဲရှိတယ်ပြီးတော့သူ့မှာအရှိရောအနောက်ရောမှာ tapered edge လေးတွေနဲ့ cuff လုပ်ပေးထားတဲ့အတွက် အလောက်တောင်မထူဘူးလို့ခံစားရတယ်ဒါပေမဲ့ဒီချိန်ထဲမှာပဲเนาะဖုန်းကပေါ့ပေါ့ပပလေးဖြစ်နေလို့အာပေါ့တယ်ပျော့တယ်လို့မခံစားရဘူးယာသိလားကြစ်ကြစ်လစ်လစ်ရှိတယ်ဆိုတော့ခံစားချက်မျိုးပေးတယ်ပျော့ပျော့ရွရွလေးကန်ရမယ်ဆိုတော့ခံစားချက်မျိုးမရှိဘူးပေါ့ပြီးတော့ဒီကောက်မှာ အာ IP rating အနေနဲ့က IP68 IP69 dust and water resistance ပဲပါတယ်။အရင်ခေတ်တွေတော့ငါဆိုလို့ရှိရင်ဒီလိုဖုန်းမျိုးတွေကဒီလောက် IP rating နေပါလိမ့်မရှိဘူး။ဆိုတော့ဒီကောက်မှာရေဆိုတာဘာညာမှာလဲဆိုရင်ကြမလို့ဘူးကျွန်တော်တို့ရေအောက်ထဲမှာနေမယ်ဓာတ်ပုံနေပါတယ်ရိုက်လို့ရ။ Okay ဆိုတော့ကျွန်တော်တို့ကင်မရာဘက်ကိုတစ်ချက်လှည့်ကြည့်အောင်။ဒီဖုန်းကကင်မရာကိုအသားပေးထားတဲ့ budget ဖုန်းလို့ပြောလို့ရတယ်။ပုံမှန်ကျွန်တော်တို့ဈေးကွက်ထဲမှာ price to performance ကောင်းတဲ့ဖုန်းတွေနဲ့ရှင်လိုက်မယ်ဆိုရင်ဒီကောက်ရဲ့ကင်မရာကပို့ပြီးတော့ကောင်းလိမ့်မယ်။ သူ့ရဲ့ main camera က50 megapixel Sony ရဲ့ Light 700C ဆိုတဲ့ကောင်ဒီစင်းထဲမှာဆိုလို့ရှိရင်တော်တော်လေးကိုမဆိုးဘူးဆိုတဲ့ camera ပဲတော်တော်လေးကိုလက်ခံလို့ရတဲ့ပုံထွက်အနေထားလေးတွေရှိတယ်ဆိုတော့ကျွန်တော်တို့ဒီမှာပုံလေးတွေတစ်ချက်ဆန်းရိုက်ပြထားတယ်ကြည့်ကြည့်လိုက်ဒီပုံကတော့ဒီဖုန်းရဲ့ dynamic range ကိုပြသတာပေါ့နော်ဒီပုံမှာဆိုလဲအဲ့လိုပဲနှစ်ခုစလုံးကလင်းအောင်ကြားလို့ရှိရင်ပုံကောင်းကောင်းထွက်တာတော့မထူဆန်းဘူးအဲအခုလိုမျိုးအလင်းရောင်ကောင်းကောင်းမရတဲ့အခြေအနေမျိုးမှာလေ main camera ဆိုရင်တော့မဆိုးဘူးပေါ့နော် တွက်မယ်ဆိုလို့ရှိရင်တော့ဗျာမဆိုးဘူးဆိုတာထက်ဒီဈေးဝင်းကျင်မှာ low light ကောင်းတယ်လို့ပါပြောလို့ရတယ် ultra wide အနေနဲ့ကတော့ကျွန်တော်တို့8 megapixel ပဲရှိတယ်ဒါဆိုတော့ sharpness ကလည်းအရင်ကြီးတော့မကောင်းရှာဘူးပေါ့နော်လိုအပ်မယ်ဆိုလို့ရှိရင်တော့တုံးလို့ရတာပေါ့ဒါပေမဲ့အဲ့ဒီ ultra wide နေကတော့အလှဓာတ်ပုံတွေပါဖြန့်ချိလို့ရအောင်ကောင်းတဲ့ ultra wide မျိုးတော့မဟုတ် မနေ့ဖက်ဆိုလို့ရှိရင်တော့အရန်အဆိုးကြီးမဟုတ်ဘူးပေါ့နော်ဒေါင်းဘက်မှာအဲနေတဲ့ဒီဒေးတွေပါပဲ loss ဖြစ်တာလောက်ကလွင်ကိစ္စမရှိဘူးညဘက်ဆိုလို့ရှိရင်တော့အဲဒီလိုမျိုးဒီဒေးကတော်တော်လေးသေးသေးတတနေသွားလိမ့်မယ် noisy ဖြစ်နေတဲ့ပုံကိုတို့ကဒီ noise ပြန်လုပ်ထတာကတော့တိတာတယ်ပေါ့နော်အဲအလားတက်ပုံရိုင်းလို့ရလောက်အောင်ကောင်းတဲ့တော်တော်များများသောဖုန်းတွေထက်အများကြီးပုံမိုက်တဲ့တစ်ချက်ကဒီကောင်းရဲ့ selfie camera ဒီ selfie camera ကလည်း50 megapixel f2.5 auto focus ရတဲ့ camera setup ဒီဈေးထဲမှာတော်တော်လေးကိုကောင်းတဲ့ selfie shot တွေကိုထုတ်ပေးနိုင်တယ်။ပုံလေးတွေတစ်ချက်ကြည့်ကြည့်လိုက်ပါတော့။โอเคဆိုကျွန်တော်တို့ display ဘက်ကိုတစ်ချက်ဆက်ကြည့်မယ်ပေါ့နော်ဒီ display လေးကလည်းတော်တော်လေးမဆိုးဘူး cuff ကြိုက်တဲ့သူတွေအတွက်ဆိုလို့ရှိရင်တော်တော်မိုက်တယ်ပေါ့နော်ဒီကောင်6.78 inches AMOLED 120Hz refresh rate ရှိတယ် ဲ့တော့မှာ1080 into 2436 pixel ဆိုတော့ uh, 1080p plus resolution ပါနော်အပေါ်ကနေပြီးတော့ဒီကောင်က Corning Gorilla Glass 7i နဲ့အုပ်ပေးထားတယ်ပြီးတော့သူ့မှာ polyson display ပါညာလေးပါတယ်ပြီးတော့ထုံးစံတိုင်းမှာ and a display fingerprint လည်းပါမယ်ဒီ display ဟာဆိုဆိုတောက်တောက်လေးနဲ့အရသာရှိတယ်အာ vivid ဖြစ်တယ်ရုပ်ရှင်တွေပါကြီးမယ်ဆိုလို့ရှိရင်အဆင်ပြေတယ်မိုက်တယ်အဲကျွန်တော်ဥပမာအနေနဲ့ တော့ uh viewing angle တွေဘာတွေအနေနဲ့ကလည်းအဆင်ပြေတယ် color reproduction လည်းကောင်းတယ် um brightness လည်းမဆိုးဘူးပေါ့နော်အာ brightness ကတော့အရင်ကြီးကောင်းတဲ့အထဲမှာမပါဘူးနေရောင်အောက်ထဲမှာဓာတ်ရိုက်မကြည့်ဘူးအခုလိုမျိုး indoor setting နဲ့ဆိုလို့ရှိရင်တော့မကောင်းစရာမရှိပါဘူးပြီးတော့သူ့မှာ stereo speaker ပါတယ်ပေါ့နော်တစ်ဖက်ကိုပိတ်ထားလိုက်မယ်ဆိုရင်တော့မှအပေါ်မှာကျွန်တော်တို့ speaker grill လေးပါသေးတယ် stereo separation လေးမဆိုးဘူး ဒီကောင်ဖုန်းကဟိုပပလေးဆိုတော့ base ကတော့နည်းနည်းလေးနည်းလိမ့်မယ်ဒါပေမဲ့အသံတော်တော်ကိုကျဲတယ်အ clear enough လည်းဖြစ်တယ်ဒါပေမဲ့အဲဒီလိုဖုန်းအရင်ပါတဲ့အခါမှာလေသူ့ရဲ့ speaker ကအရင် powerful ဖြစ်လွန်းတဲ့အခါမှာဘယ်လိုဖြစ်လဲဆိုတော့အဲ့ဒီအသံကနေပြီးတော့လာတဲ့ vibration ပေါ့နော်အဲ့ဒါလက်ထဲမှာအကြီးကျယ်ကိုခံစားရတယ်တချို့တို့ကလည်းအဲ့ဒါကိုကြိုက်ရင်ကြိုက်လိမ့်မယ်တချို့ကလည်းအဲ့ဒါကိုမကြိုက်ဘူးဒါကတော့ကိုယ့်ရဲ့ personal preference ပေါ်မှာမူတည်တယ် โอเคဆိုတော့ software experience အကြောင်းပြောမယ်ပေါ့နော် software experience မှာတော့ပြောစရာများများဆဆရှိတယ်ဗျဘာဖြစ်လို့လဲဆိုတော့ဒီနှစ်မှာ techno ကဒီ AI ဘိုင်းကိုသူတို့အများကြီးအားထည့်ထားတယ်လို့ပဲပြောရမှာပေါ့နော် AI feature တွေတပုံတစ်ခဲနဲ့လာတယ်သူ့မှာသုံးထားတဲ့ UI နာမည်က HiOS 15နဲ့သူက Android 15ပေါ်မှာအခြေခံပြီးတော့လုပ်ထားတဲ့ skin ပေါ့နော် Android upgrade အာ major upgrade ၃ခုအထိရမယ်လို့ပြောတယ်ပေါ့နော် ပြီးတော့သူ့မှာဘလော့ဝဲတွေလည်းများများဆဆမပါဘူးပါတဲ့ကောင်တွေကလည်းဖျက်ပြစ်လို့အဆင်ပြေတယ်ပေါ့နော်ဒါပေမဲ့သူ့ရဲ့ overall UI ကအရင်ကြီးတော့ polish ဖြစ်တဲ့အထဲမှာတော့မပါသေးဘူးပေါ့နော်ဒါပေမဲ့ feature ကတော့အဆုံလင်းပါတယ်အထူးသဖြင့်ပြောမယ်ဆိုလို့ရှိရင် AI feature တွေနဲ့ပတ်သက်လို့ရှိရင်တော့အဆုံပါတယ် Okay AI နဲ့ပတ်သက်လို့ရှိရင်ပထမဆုံးပြောရမှာကသူ့ရဲ့ um Ella ဆိုရဲ AI assistant ပေါ့နော် Ella က DeepSeek R1 ပေါ်မှာအခြေခံထားတဲ့ AI မေးချင်တာမေးခိုင်းချင်တာခိုင်းပြောလို့ရတယ်။အရင်ခေတ်တုန်းကတော်ယုံတော်ယုံ brand တွေကဒီလောက်ကောင်းတဲ့ AI တွေ implement လုပ်ပေးဖို့ဆိုတာမလွယ်ဘူး။အခုကျတော့သူတို့က open source AI model ကိုသုံးလိုက်တဲ့အခါကျတော့တော်တော်အဆင်ပြေတဲ့လူစင်မှီတဲ့ AI ကို integrate လုပ်ပေးလာနိုင်ပြီပေါ့။ဆိုတော့ဥပမာအဖြစ်ကျွန်တော်တို့ဒီကောင်ကိုဖိထားလိုက်မယ်ဆိုရင် What's the weather in Bangkok? Bangkok is fair today. The high is forecast as 37 degrees Celsius and the low as 30 degrees Celsius. အဲအဲ့ဒါမျိုး general ဖြစ်တဲ့မိကုန်းတွေလည်းမေးလို့ရသလို What is happening between China and US trade war? and ဒါဆိုလို့ရှိရင်အာသူက web ပေါ်မှာလိုက်ရှာလိုက်တယ်ဗောနော်လိုက်ရှာလိုက်ပြီးတော့ source 6ခုကနေပြီးတော့ကျွန်တော်ဒီမှာပြပေးတယ် အဲဒီမှာ US China trade war situation ကဘယ်လိုဖြစ်နေပါတယ်ပေါ့အဲအဲ့ဒီမှာမှသူကတခုခုပြောလိုက်ပြီဆိုလို့ရှိရင် reference တွေပြပေးတယ်အဲ့ဒီ reference ကိုဖတ်ချင်တယ်အဲ့ဒါကိုသိချင်တယ်ဆိုရင်အဲ့ဒီ reference တွေကိုနှိပ်လိုက်နှိပ်လိုက်ပြီဆိုလို့ရှိရင်အဲ web browser မှာအဲ့ဒါကိုတော့ပြပေးတယ်အင်းဆိုအဲ့ဒီအရာလေးမိုက်တယ်ပေါ့နော်တောင်ယုံတောင်ယုံဟိုဟာတခုခုတည်ကျင်တာလောက်မေးကျင်တာလောက်အတွက်ကိုဘာမ browser တွေပါတယ်ဝင် AI တွေပါတယ်ဝင် Google search တွေပါတယ်လို့အဲ့လိုလုပ်နေကြမှာမလို့တော့ဘူးဒီ cloud လေးပြီထားပြီးတော့မေးလိုက်ရုံပဲ Have you heard of TBH Labs? LAP အဲ့မှန်သွားတယ်ခါနောက်ဆုံးကြတော့ I've heard of TBH Labs information I have is a technology review channel on community focusing on phone ပါညာပါညာ LQE LQE ဟာသူက future plan နဲ့ဟုတ်ပြီ audience demographics နဲ့ဟုတ်ပြီ audience demographics ကဘယ်လိုရှိလဲ တို့ရဲ့ပြည်သက်တရားဖေးရလေပေါ့နော် It's not publicly available အဲ့ဒါဒါတော့ဥွှွန်နေချက်ပြောတာဖြစ်သွားပြီအာဟုတ်ပြီအဲတော်တော်များများ YouTube ပေါ်မှာရှိတယ်တဲ့ဟုတ်ပြီအဲဘာညာပေါ့တူတူဒီမှာဆိုလို့ရှိရင်ဘယ်ကနေပြီးတော့ယူပြထားတာလဲအော်တော်တော်ဟိုဟာဟို source ကို Facebook ကနေယူပြထားတာ နှစ်ကပါလေဟောဒါကကချိုင်းနာ US China ဟာအဲ့လားအလိုလိုလုပ်တယ်ဗျာအဲ့လားအပြင်ကျွန်တော်တို့เนาะ proof free လောက်တာတွေเนาะစာတွေဘာတွေကို proof free လောက်တာတွေ summarize လောက်တာတွေပြီးတော့ AI wallpaper generator တွေပြီးတော့ကိုယ့်ရဲ့ portrait ကို AI နဲ့အာ generate လုပ်တဲ့ AIGC ပေါ့เนาะ AI generated content portrait ပေါ့ ဓာတ်ပုံဓာတ်ပုံရိုက်ထားတယ်အဲ့ဒီရိုက်ထားတဲ့ဓာတ်ပုံကိုအမ် generative fill နဲ့ပေါ့နော်ဒီ fill of view ကျဲလိုက်အောင်လုပ်တာမျိုးတွေ AI eraser တွေအစရှိသဖြင့် AI feature ပေါင်း16000ပါတယ်ဆောရကဗျာဘယ်လိုပြောမလဲဆိုအရင်တုန်းကဒီလိုမျိုး feature တွေကနည်းနည်း flagship phone တွေပေါ့နော်အဲဈေးအကြီးဆုံး phone တွေဒီ brand တစ်ခုမှာဆိုရင်ဈေးအကြီးဆုံး phone တွေမှာပဲ exclusive နေနေတောင်မှ targeted ဒါ feature မျိုးတွေပေါ့ဒီကောက်မှာကျတော့ affordable ဖြစ်တဲ့ price range မှာသူက AI ကိုအကုန်မျိုးစုံထည့်ပေးထားတယ်ဒါကတော့နည်းနည်းမြင်ရခဲ့တယ်ပေါ့ခုလောလောဆယ် market မှာပါနော် okay ဆိုတော့ကျွန်တော်တို့ဘာဆက်ပြောဖို့ကြောက်မလဲဆိုတော့ hardware ပေါ့ဒါဒီကောက်ရဲ့ performance ကဘယ်လိုရှိလဲ raw performance ကဘယ်လိုရှိလဲပေါ့ ပြောရရင်ဒီဖုန်းကအရင်ကြီး high performance ဖုန်းတလုံးတော့မဟုတ်သူမှတုံးထားတဲ့ Helio G100 Ultimate ဆိုတာခင်ဗျားတို့ခဏခဏကြားဘူးနေတဲ့ G99 ပဲအဲ့တော့ကမှပြန်ပြီးတော့ refresh လုပ်ထားတဲ့ SoC ပေါ့နော်ဆိုတော့အများကြီးတောင်ကျွန်တော်ရှင်းပြနေစရာမလိုဘူးလို့ထင်ပါတယ်ဟော performance ကအရင်ကြီးထူးချွန်တဲ့အထက်မှာတော့မပါဘူးဆိုပေမဲ့ game ဘာညာဆော့မယ်ဆိုလို့ရှိရင်တချို့ game တွေမှာ setting နည်းနည်း short ပြီးတော့ဆော့လို့ရတဲ့အနေထားရှိတဲ့ SoC ပေါ့ပြောမယ်ဆိုလို့ရှိရင် efficiency ကောင်းတယ် stability ကောင်းတယ် နေ့စဉ်ကျွန်တော်တို့ daily use မှာထင်းငော့နေမဲ့ SOC တော့မဟုတ်ဘူး။ဆိုတော့ဘယ် game တွေမှာဘယ် setting နဲ့ဆော့လို့ရမယ်ဆိုတာကိုအခုကျွန်တော်တို့ဒီမှာကြပါမယ်။ โอเค battery အနေနဲ့ကဒီကောက်မှာ 9200mAh battery ပါတယ်အဲ့ဒါကိုအပြည့်သွင်းမယ်ဆိုလို့ရှိရင် 45W နဲ့အပြည့်သွင်းလို့ရတယ်မိနစ်20ကြော်ကြော်သွင်းမယ်ဆိုလို့ရှိရင်ဒီကောက်အားတဝက်လောက်ပြည့်မယ်ပေါ့နော်မြန်မာနိုင်ငံအနေထားနဲ့အဆင်ပြေတယ်ပေါ့အာ capacity အရာကတော့ဒီကောက်က9200ဖြစ်တဲ့အတွက်တရက်ကတော့အာ၃လခန့်တယ်ပေါ့ဒါပေမဲ့2ရက်ကတော့မဖြစ်နိုင်တဲ့လောက်ပဲဥပမာအခုနောက်ပိုင်းထွက်တဲ့နော်9500 mAh 6000 mAh အဲ့လောက်ပါတဲ့ဖုန်းတွေနဲ့ရှင်လိုက်ရင်နော်ဒီတစ်ခုကနည်းနည်းလေးတော့ um တော့ပြီးတော့တည်တာလိမ့်မယ်ဒါပေမဲ့အဲ့လောက်ကြီး9500တို့6000တို့6500တို့အဲ့လိုမျိုးသွားထည့်လိုက်မယ်ဆိုရင်ကြပြန်တော့လေဖုန်းကပိုလေးသွားမယ်ပိုထူသွားမယ်ပေါ့နော်ဆိုတော့ compromise ကြီးတော့ရှိတာပေါ့ဒီကောင်ကကြတော့ပုတ်ပုတ်ပပနဲ့တရက်လောက်အဆင်ပြေရင်တော်ပြီဆိုပြီးတော့သူတို့ target ထားထားပုံရဆိုတော့ကအချက်မြင့်နေနဲ့ပြောမယ်ဆိုလို့ရှိရင်ဒီဖုန်းကပုတ်ပုတ်ပပနဲ့ minimal ဖြစ်တယ် bling bling နေတိတ်မပါဘူးရိုးရိုးရှင်းရှင်းလေးနဲ့ကင်မရာလေးမစိုးဘူး feature တွေစုံတဲ့ UI ပါမယ် AI 2စေအများကြီးပါမယ် performance ကအလဲအလက်အနေထားလောက်မှာရှိမယ်ဆိုတော့ price to performance ကြီးပဲတင်မလား raw performance ကြီးပဲလိုချင်တာမျိုးမဟုတ်ဘူးဆိုလို့ရှိရင်ဒီကောင်ကိုထည့်ပြီးတော့စဉ်းစားလို့ရတယ်ဆိုတော့ official win နဲ့အထဲမှာ warranty ဘိုင်း service ဘိုင်းအဲ့ဒါလည်းဒီကောင်မှာအဆင်ပြေတယ်ကျွန်တော်တို့လည်းစမ်းသပ်ဘူးတယ်ပေါ့နော်ဆိုတော့ခင်ဗျားတို့ရောဒီဖုန်းကို10သိန်းဝန်းကျင် price range မှာဘယ်လိုမြင်လဲအောက်က comment ထဲမှာဝင်ရောက်ဆွေးနွေးညှိနှုံးတော့လို့ရပါတယ် okay နောက်နေ့မှတွေ့ရအောင်